ိုင်းနိုင်ငံမှာရှိတဲ့ဖူးကတ်ကျွန်းရဲ့ကမ်းခြေတစ်ခုမှာအားလရဲ့အပန်းဖြေခရီးထွက်လာတဲ့ဩစတြေးလျနိုင်ငံသူအမျိုးသမီးတဦးဟာစပီးဘုတ်မတော်တဆမှုတစ်ခုကြောင့်သေဆုံးသွားခဲ့တယ်လို့သိရပါဗျ။အသက်21နှစ်သာရှိသေးတဲ့အမျိုးသမီးဟာသူမစီးနင်းလာတဲ့စပီးဘုတ်နဲ့သူမရဲ့ချစ်သူစီးနင်းလာတဲ့စပီးဘုတ်တို့တိုက်မိခဲ့ရာကသေဆုံးခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့ရဲ့ပြောကြားမှုအရသိရပါဗျ။အမျိုးသမီးရဲ့အမည်ဟာအမလီကော်လီလို့သိရပြီးဖေဖော်ဝါရီလ9ရက်နေ့မှာအခုလိုမတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပါဗျ။ နောက်ပိုင်းမှာတော့တေဆုံးကြောင်းထုတ်ပြန်ခဲ့တယ်လို့အကြီးတန်းရဲအရာရှိပတိဝုတ်ရော့ကွန်ကပြောပါရယ်။ကမ်းခြေမှာရှိတဲ့သူတွေဟာသူမကိုကယ်ဆယ်ဖို့ကြိုးစားခဲ့ကြပြီးဆေးရုံကိုပို့ဆောင်ခဲ့ကြပါရယ်။သူမရဲ့ချစ်သူကတော့ဆိုးရွားစွာထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့သူကဆက်လက်ပြောခဲ့ပါရယ်။သူမဘလို့တေဆုံးခဲ့ရတယ်ဆိုတာကိုအတိအကျသိရဖို့အလောင်းခွဲစိတ်စစ်ဆေးခြင်းအဖြစ်ကိုရဲတပ်ဖွဲ့ကစောင့်ဆိုင်းနေတယ်လို့သိရပါရယ်။ မတော်တဆမှုဖြစ်ပွားခဲ့ရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးနေပါတယ်။သူမရဲ့ချစ်သူကဝန်းထဲကြေကွဲနေပြီးငိုကြွေးနေလို့ကျွန်တော်တို့မိကုန်းနေအများကြီးမေးလို့မရဘူးဖြစ်နေရလို့ရဲတပ်ဖွဲ့ကပြောပါရတယ်။ တေဆုံးခဲ့သူအမျိုးသမီးရဲ့အချစ်သူကိုတော့ဂယုမဆိုင်မှုကြောင့်တပားသူကိုတေးစီခဲ့မှုနဲ့ဆွဲချက်တင်သွားဖို့ရှိရလို့ရဲတပ်ဖွဲ့ကပြောခဲ့ပါဗျ။ကမ္ဘာလက်ခီးသွားလုံငယ်ဟာထိုင်းနိုင်ငံစီးပွားရေးရဲ့အရေးပါတဲ့တောက်တိုင်တစ်ခုဖြစ်ပေမဲ့လုံခြုံရေးဆိုင်ရာစီးမြင်စီးကန်းတွေကိုလိုက်နာဖို့အားနေတာကြောင့်ကမ္ဘာလက်ခီးသည်တွေပါထိခိုက်တေဆုံးရတဲ့မတော်တဆမှုတွေဟာမကြာခဏဖြစ်ပွားလေးရှိတာဖြစ်ပါတယ်။ဒီလိုမတော်တဆမှုတွေဖြစ်ပွားလေးရှိပေမဲ့ထိုင်းနိုင်ငံရဲ့တာယာလှပတဲ့ရှုခင်းတွေကြောင့်လာရောက်လည်ပတ်သူရော့ကျသွားခြင်းမရှိပဲ၂၀၁ 2016ခုနှစ်မှာစံချိန်တင်အရေးအတွက်ဖြစ်တဲ့ခရီးသည်32တန်းလာရောက်လဲပတ်ခဲ့တယ်လို့သိရပါဗျ။